မင်္ဂလာပါ high kick ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အားလုံးပဲနေကောင်းကျန်းမာကြမယ်လို့ယုံကြည်ပါတယ်ဒီကနေ့ပြီတော့မှာတော့ကဘာဦးလူသားတို့ရဲ့နေထိုင်မှုပုံစံအတိုင်းပြောင်းလဲမှုမရှိဘဲယနေ့ထိတိုင်းဆက်လက်နေထိုင်နေကြပြီးလူသားမျိုးနွယ်တို့၏အစောဆုံးမျိုးရိုးတစ်ခုဖြစ်တဲ့ဟာစာဘီလူမျိုးများအကြောင်းပဲဖြစ်ပါတယ်၎င်းတို့၏ရင်ကျေးမှုနေ့စဉ်ပွားရင်းဆိုင်နေရသောစိန်ခေါ်မှုများနဲ့၎င်းတို့၏ထူးခြားသောအမွေအနှစ်များကိုစူးစမ်းဖော်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ကိုလည်း တောင်းဆိုပြသည်အာဇာဘီလူမျိုးများဟာတန်ဇီးနီးယားမြောက်ပိုင်းရှိအာဖရိက၏နောက်ဆုံးအမဲလိုက်စုဆောင်းသူများထဲမှလူမျိုးစုတစ်ခုဖြစ်ပြီးလူဦးရေ1900မှ1900ခန့်သာရှိသောလူနည်းစုတစ်စုလည်းဖြစ်ပါတယ် IRC ရေကတော့နဲ့အနီးနားရှိ CNGD မြေပြတ်လူမျိုးနဲ့နေထိုင်ကြပါတယ်၎င်းတို့သည်ထောင်စုနှင့်များစွာကလေးက၎င်းတို့၏ အိုးဝါများနေ့စဉ်ဘဝပုံစံကိုတိတိတကျပြောင်းလဲမှုမရှိဘဲထိမ့်သိမ်းထားနိုင်ခဲ့သော ရှားပါးသည့်လူမျိုးစုတစုပဲဖြစ်ပါတယ်။၎င်းတို့၏ယဉ်ကျေးမှုနှင့်ဘဝပုံစံသည်လူသားများ၏မူလအစအပိုင်းကိုလေ့လာလိုသူများအတွက်တာဝန်မဖြစ်နိုင်သောအရာတစ်ခုပဲဖြစ်ပါတယ်။ဟာဇာဘီများဟာတန်ဇီးနီးယားတွင် EC ချိန်ကလေးကနေထိုင်လာခဲ့သည်ဟုယူဆကြပြီးသိပ္ပံပညာရှင်များ၏မေယိုးပီဇာဆိုင်ရာလေ့လာတွေးရှိမှုများအရဟာဇာဘီများသည် မိသည့်လူမျိုးစုနှင့်မျှနီးကပ်စွာဆက်နွယ်မှုမရှိဘဲလူသားမျိုးနွယ်တို့၏အစောဆုံးမျိုးရိုးတစ်ခုဖြစ်ကြောင်းလည်းဖော်ပြခဲ့ကြပါသည်။၎င်းတို့၏ဘာသာစကားဖြစ်သောဟာဇာနီသည်ထူးခြားစွာရှာဖက်တန်ကလစ်ကွန်ဆိုးနှင့်မျှပေါင်းဝင်ပြီးမိသည့်ဘာသာစကားနှင့်မျှဆက်နွယ်မှုမရှိသောတခြားဘာသာစကားတစ်မျိုးပဲဖြစ်ပါသည်။ဤဘာသာစကားသည်ရေးစားမှတ်တမ်းမရှိဘဲဇက်ဖြစ်သောအဆင့်ကျော်လက်မြောက်ပြည့်ထားခဲ့ကြတာပဲ။ပါတယ်။ ဟာဇာဘီများဒီ၎င်းတို့၏တမိုင်းကိုအဆက်ရာဇဝင်ဖြစ်တာထိမ့်သိမ်းထားခဲ့ကြပြီး၎င်းတို့၏ရာဇဝင်တွင်ခစ်လေးကကိုပေါ်ပြထားပြီးယခုခစ်ကိုတော့ဟာမိုင်ရှိုပီနီခစ်တိဟုခေါ်ဆိုကြပါတယ်၎င်းတို့၏ဘဝပုံစံသည်စိုက်ပျိုးရေးနှင့်မွေးမြူရေးထက်အမဲလိုက်ခြင်းနှင့်စူဆောင်းခြင်းကိုအဓိကထားနေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်ဟာဇာဘီများဟာအုပ်စုငယ်လူ23ထဲခန့်ဖြင့်နေထိုင်ကြပြီးယာဒီဘောမူတည်၍နေရာပြောင်းရွှေ့နေထိုင်ကြပါတယ်6တွေ့ယာဒီမင်း IRC ရေကန်နီးရှိဒန်ဒူဟီနာတလီကာစီဘုံကာနဲ့မန်ဂိုလာဒေသများတွင်နေထိုင်ကြပြီးမိုးရသည်မှာတော့အဆိုပါနေရာများမှာပြင်ပသို့ပြောင်းရွှေ့နေထိုင်ကြပါတယ်။၎င်းတို့၏နေအိမ်များဟာတိကိုင်းများမြက်များဖြင့်ရိုးရှင်းစွာတည်ဆောက်ထားပြီးတဘာဝပတ်ဝန်းကျင်နဲ့တဟားစာရဖြစ်အောင်နေထိုင်ကြပါတယ်။အဲအဓိကစားနေရိကံများမှာတော့တတိတိဥများပြားရည်နဲ့အမဲလိုက်ထားသောတလိဆန်များပဲဖြစ်ပါတယ်။အမျိုးသားများကတော့လင်းနေများကိုအသုံးပြုပြီးဒီတန်ဒီလို့မြောက်ဝ တော်ဝတ်နဲ့အခါအားရောစွာကုဒူကဲ့သို့တလိဆန်ကြီးများကိုအမဲလိုက်ကြသည်မြို့သမီးများကမူတစ်တီးများအပင်များကိုစုဆောင်းကြပါလေအစားစာများကိုအုပ်စုတွင်မျှဝေစားသုံးပြီးလူမျိုးရေးတန်းတို့ညီများမှုကိုအလေးထားတဲ့လူမျိုးစုတစုလည်းဖြစ်ပါလေခါစားပြီးလူမှုအဖွဲ့အစည်းတွေခေါင်းဆောင်မရှိသောတန်းတို့ညီများစနစ်ဖြစ်ပြီးမျိုးသားနဲ့မျိုးသမီးများကစုံပြည့်ချက်ချမှတ်ရာတွင်တန်းတို့ကိုရေးရှိပါတယ် ကလေးများဘုမိသားစုတစ်ခုလုံးဟာအတူတကွပြုစုပြောထောင်ပေးပြီးဒုမှုစီလုံးမှုတည်၎င်းတို့၏ရှင်သန်မှုအတွက်အ धिक အင်အားတစ်ခုလည်းဖြစ်ပါတယ်။ဟာဇာဗီများဟာခေတ်သစ်ကဘာနဲ့အတူစေခုံမှုများစွာကိုလည်းရင်ဆိုင်နေရပါတယ်။အင်ဂျီချင်းဝေးမြွေးနဲ့စိုက်ပျိုးရေးလုပ်ငန်းများကြောင့်၎င်းတို့၏နေမြေများသည်တဖြည်းဖြည်းကျင်းမြောင်းလာပြီးဂါတိုကာလူမျိုးများကဲ့သို့အင်ဂျီချင်းများသည်၎င်းတို့၏မြေများကိုသိမ့်ပိုက်ကာ စ်ပင်များနဲ့ပြားရည်ကဲ့သို့အရင်းပင်များကိုပျက်စီးရရှိပါတယ်။ထို့ပြင်ခီးစွားလုပ်ငန်းကလည်း၎င်းတို့ရင်ကျင်းမှုကိုခိခိုက်စေပြီးခီးသွားများထံမှရရှိသောဝေများကလည်းဆိုးရနှင့်ကုမ္ပဏီများထံသို့သာအဓိကရောက်ရှိလေးရှိပါတယ်။ရက်သေးစာတုံးဆွဲမှုသည်လည်းဟာဇာဘီများအတွက်ပြဿနာတစ်ရပ်ဖြစ်လာပြီးခီးသွားများထံမှရရှိသောမျိုးတွေကအချို့သောလူများကြားအရက်ဆွဲမှုကိုဖြစ်ပေါ်စေပြီးရင်ကျင်းမှုဆိုင်ရာ အသိပညာများဆုံးရှုံးလာစေပါတယ်။ ဖြစ်ပြီးကျမ်းမာရေးဆောင်ရှောက်မှုမရှိခြင်းကြောင့်ကလေးငယ်တည်ဆုံးမှုတို့နဲ့မြင့်မားလျက်ရှိပြီးဝမ်းယောဂါနဲ့ငှက်ဖျားခဲ့သူသောယောဂါများသည်လည်း၎င်းတို့တွင်ကြီးမားသောစင်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။ဟာဇာဘီများဟာ၎င်းတို့ရင်ကျေးမှုကိုထိမ့်သိမ်းရန်ကြိုးပမ်းနေကြပါသည်။၂011ခုနှစ်တွင်တန်ဇန်နီးယားဆိုရာကလည်း၎င်းတို့၏နယ်မြေချို့ကိုတရားဝင်အသိမဲ့ပြုပေးခဲ့ပြီးမြေယာပိုင်ဆိုင်မှုအတွက်အရေးပါသောခြေလက်တစ်ရပ်ဖြစ်လာခဲ့ပါသည်။ဒိုယိုဘိုဆာပါရီကဲ့သို့သောအခွဲကြီးများသည့်ဟာဇာဘီများနှင့်အတူလက်တွဲက ၎င်းတို့၏ဘဝပုံစံကိုထိမ့်သိမ်းရန်ဒီခီးသွွားလုပ်ငန်းများမှတစဉ်အသိပညာပေးရန်ကြိုးပမ်းလေလျက်ရှိပါသည်။ထို့ပြင်ဟာဇာပီများဟာလူသားများ၏ကျန်းမာရေးနှင့်အဟာရတက်ဆိုင်ရန်လေ့လာမှုများတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပါသည်။သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်များအရဟာဇာပီလူမျိုးများ၏အစားအသောက်နှင့်လှုပ်ရှားမှုပုံစံသည်ခေတ်သစ်လူသားများအတွက်ကျန်းမာရေးဆိုင်ရာထိုးထွင်းသိမြင်မှုများပြနေပါတယ်ဥပမာအားဖြင့်၎င်းတို့၏ဥလမ်းကြောင်းကျမ်းမာရေးသည် fiber.jwa သို့အစားအသောက်ကြောင့် ကပောက်အော်တဲ့အကောင်းဆုံးများတဲ့မှာတစ်ခုဖြစ်ကြောင်းလေးလာတွေ့ရှိချက်များကပေါ်ရနေပါတယ်။ဟာဇာဘီလူမျိုးများဟာခေတ်သစ်ကပ္ပားကြီးပြည်အားများကြတဲ့၎င်းတို့ရင်ကျေးမှုနဲ့ဘဝပုံစံကိုထိမ့်သိမ်းထားနိုင်သည့်ထူးခြားသောလူမျိုးစုတစ်ခုလည်းပါပါတယ်။ဒန်းတို့ညီများမှုတဘာဝနဲ့သဟာဇာတိုင်းဖြစ်မှုလူမှုစည်းလုံးမှုတွေကပ္ပားလူကြီးအားလုံးအတွက်သင်ခန်းစာများပြည်နေပါတယ်။သို့သောတစ်ဖက်မှာလည်း၎င်းတို့၏ရှင်သန်မှုသည်မြေယာဆုံးရှုံးမှုခီးသောလုပ်ငန်းများ၏တက်ရောက်မှုနှင့်ကျန်းမာရေးစိန်ခေါ်မှုများက ထိုးချင်းချောက်နေလျက်ရှိပါတယ်၎င်းတို့ယဉ်ကျေးမှုကိုထိန်းသိမ်းရန်နှင့်နေမြေများကိုကာကွယ်ရန်နိုင်ငံတကာနှင့်ဒေသဆိုင်ရာပံ့ပိုးမှုများလိုအပ်နေလျက်ရှိပါတယ်ဟာဇာဘီလူမျိုးများသည်လူသားမျိုးနွယ်၏အမွေအနှစ်တစ်ခုဖြစ်ပြီး၎င်းတို့၏ဘဝပုံစံသည်ရိုးရှင်းမှုနှင့်ရေရှည်တည်တံ့မှု၏တန်ဖိုးကိုတတိပေးဖော်ပြနေတာကိုပြောကြရင်ကျွန်တော်ရဲ့စီစဉ်လေးကိုဒီမှာပဲဆုံးသက်ခဲ့ပါတယ်အားလုံးကိုကျေးဇူးများ၏တင်ပါတယ်ခင်ဗျာ